Alright guys, today we're going to talk about endorphins. လေ့ကျင့်ခန်းတွေလုပ်ပြီးတိုင်းပူပူဆက်ဆက်တွေစားပြီးတိုင်းတခြင်းအကျဲဆိုပြီးတိုင်းနေလို့ထားလို့ကောင်းသွားရဲ့ဟုတ်။ဒါဆိုရင်တော့ endorphins ကိုကျေးဇူးတင်လိုက်တော့ Okay, so what exactly is endorphins? Endorphins ဆိုတာဘာကြီးရော? Endorphins ဆိုတာကျွန်တော်တို့အုန်းနောက်ထိုင်နေထွက်တဲ့ chemicals တမျိုးဖြစ်တယ်။သူကကျွန်တော်တို့ကိုနေလို့ထိုင်လို့ကောင်းသောလို့လုပ်ပြီးတဲ့ hormone ။အဲကြောင့်သူကို feel good hormone, feel good chemicals ဆိုလဲခေါ်ကြတယ်။ Endorphins ကိုကျွန်တော်တို့အုန်းနောက်ကဘယ်ချိန်မှာထုတ်တယ်လဲဆိုတော့ခန္ဓာကိုယ်က pain ဖြစ်နေတဲ့အချိန် discomfort ဖြစ်နေတဲ့အချိန်မှာထွက်တယ်ပြောစင်တာက leasing ကနေပါလို့ပြီးလို့ကြွက်သားတွေနာနေတဲ့အချိန်ဟိုအဆက်တွေပါတွေစားတာများသွားလို့ခဏခွာနေရထိုင်ရတာမတက်မတာဖြစ်နေတဲ့အချိန်အဲ့လိုအချိန်မျိုးတွေမှာ endorphins ကထွက်တယ်ထွက်လာပြီးတော့ကိုယ့်ကိုနေရထိုင်ရတာအဆင်ပြေသွားအောင်လို့လုပ်ပေးတဲ့ feel good hormone အဲ့ဒါကိုပင်နာက neuroscience ကိုအခြေခံပြီးပြပြပေးမယ်ဆိုတော့ brain anatomy နဲ့စကြမယ်โอเคပြနာတို့အပြင်ဟနေပြီးတော့ signal တခု stimulus တခုရတယ်ပြောချင်တာက listening လောက်လိုက်တယ်တခြင်းချုံယူအောင်လိုက်တယ်အဆက်တွေစားတယ်ရေဘူးချိုးတယ်အလို့အခြေအနေမျိုးမှာဆိုရင်ခနာကွာ stressful condition ရသွားပြီအဲ့ဒီတည်င်းအချက်လက်ကိုဘယ်သူကရလဲဆိုတော့အုံနောက်ကရတယ် အုံနောက်ထဲမှာပြင်တာတော့ hypothalamus ဆိုတာရှိတယ် pituitary ဆိုတာရှိတယ်အဲ့တော့ခုနကခန္ဓာကိုယ်ကြီးမတက်မသားဖြစ်နေရဲဆိုတဲ့တည်င်းအချက်လက်ကို hypothalamus ကရသွားတယ် hypothalamus ကသူ့ရဲ့အောက်မှာရှိတဲ့ pituitary gland ကိုဗာပြောလဲဆိုတော့ဟဲ့ငါတို့ခန္ဓာကိုယ်ကအခုမတက်မသားအခြေအနေကြီးဖြစ်နေပြီမင်း endorphins ထုတ်မှရတော့မယ်လို့ပြောလိုက်တယ်အဲ့တော့ pituitary gland က endorphins hormone လေးကိုစပြီးတော့ထုတ်တယ်အဲ့ဒီထွက်လာတဲ့ endorphins တွေကဘာလုပ်လဲဆိုတော့ပြင်တာတို့ central nervous system တခြားမှာ new opioid receptors တွေဆိုတာရှိတယ်အဲ့ဒီ receptors တွေ ਨੇ သူကသွားပါမှုရောခန္ဓာကိုယ်ကိုနေလို့ထိုင်လို့ကောင်းသွားအောင်လုပ်ပေးတာအဲ့တော့ကျွန်တော်တို့တွေလေ့ကျင့်ခန်းတွေပိုင်းလုံးကြတယ်ညဘက်ရောက်တော့ကြွက်သားတွေနာလာတယ်ဗိုက်တင်နာလာတယ်နောက်ပိုင်းကျတော့နေလို့ထိုင်လို့ကောင်းသွားတယ်ကောင်းကောင်းမွန်မွန်အိပ်ပျော်သွားတယ်ဒါက endorphins ကြောင့်ကြပြင် endorphins ကတဲ့ကိုယ့်ရဲ့ mood wheel လေးကောင်းအောင်ထိမိရတယ်တဲ့ကိုယ်ပျော်စေတဲ့ဟော်မုန်းလည်းဖြစ်တယ် ဒါကြောင့်ခဏကိုလှုပ်လှုပ်ချင်အောင်အမြဲလှုပ်တဲ့သူတွေလေ့ကျင့်ခန်းပုံမှန်လှုပ်တဲ့သူတွေကိုကြီးလိုက်ပြီးဆိုရင်သူတို့ mood လေးကအမြဲကောင်းနေအောင်သူတို့ကြီးလိုက်ကြအမြဲလမ်းစမ်းတက်ကြွနေရပြီးတော့ရင်ကိုအဆက်တွေပါတွေစားပင်လဲနေလို့ထိုင်လို့ကောင်းသွားတာမျိုးပေါ့ mood လေးကောင်းလာတာအဲ့တော့မလာချန်ကောဆက်ဆက်တပွဲစားလိုက်တယ်စားပြီးတော့နေလို့ထိုင်လို့ကောင်းသွားတယ်တင်မလာကိုစိတ်ကျေနပ်ရရသွားတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ endorphin ဆိုတဲ့ဟော်မုန်းကြောင့်ဒါပြင် endorphins က cortisol ဆိုတဲ့ကိုယ်ကို stress ဖြစ်စေတဲ့စိတ်ပြည့်စုံမှုတွေပေးတဲ့ hormone level ကိုလည်းချပေးတယ်တဲ့ cortisol က အမြဲတမ်းမကောင်းတဲ့ဟော်မုန်းတော့မဟုတ်ဘူးခနာကိုမှကော်တီဇောမရှိရင်လည်းအဆင်မပြေဘူးအဲ့တော့ကော်တီဇောကတင်းတင်းနဲ့ level တော့ရှိရမယ်ဒါပေမဲ့အရင်များသွားပြီဆိုရင်ကိုယ့်ရဲ့ mental balance လာပြီးတော့ထိခိုက်နိုင်တယ်အဲ့တော့စိတ်ကြကြတာတွေမပျော်တာတွေစိတ်ပီစီမှုများလာတာတွေအဲ့ဒါတွေကဒီကော်တီဇောဆိုတဲ့ဟော်မုန်းကြောင့်အဲ့ဒီဟော်မုန်း level ကိုချပေးတယ်တဲ့ endorphins ကအဲ့တော့ စိတ်ပြီးစီမှုဖြစ်စေတဲ့ဟော်မုန်ကျသွားတဲ့အတွက်ကိုကစိတ်ကတည်ငြိမ်နေမယ် relax ဖြစ်နေမယ် calm ဖြစ်နေမယ်ဒါကြောင့်မို့လို့ဒီနေ့တာစိတ်ကလေးတင်းတင်းလင်းလင်းနဲ့ mood ကြီးကောင်းနေဆိုရင် endorphins ဟော်မုန်တွေမြတ်ထွက်မှအဆင်ပြေမယ်ကိုကိုနေလို့ထိုင်လို့ကောင်းသွားလို့လုပ်ပေးမယ် endorphins ဟော်မုန်ထွက်အောင်လုပ်လို့ရမယ်နည်းလမ်းတွေအများကြီးရှိတယ်အဲ့ဒါကို friend အခု breakdown လုပ်ပြီးတော့ပြပြပေးမယ် နံပါတ်၁လေ့ကျင့်ခန်းလုပ်တာဒါတော့တော်တော်များများသိထားပြီးသားပဲလေ့ကျင့်ခန်းလုပ်လိုက်ပြီဆိုရင်ခင်ဗျားတို့ကြက်သားတွေနာလာမယ်ခဏကွာ stressful condition ရောက်သွားမယ်အဲ့ဒီချိန်မှာ endorphin ထွက်လာမယ်ပြီးရင်ကိုယ့်ရဲ့နာကျင်နာတွေကိုသူကတက်တောင်းလုပ်ပြီးမယ်နောက်ပိုင်းဒီကြက်သားနာတာတွေကပျောက်သွားမယ်နေလို့ထိုင်လို့ကလည်းကောင်းသွားမယ်အိမ်အားချက်လည်းပို့ပြီးတော့လန်းဆန်းသွားမယ်ဒါက endorphin ကြောင့်နောက်တစ်မျိုးကတော့အပူဒါမှမဟုတ်အနွေးတဲ့နဲ့ထိတွေ့တဲ့အခါမျိုးမှာခဏကွာ endorphin ထွက်တယ်တဲ့ အဲ့ဒါဘလို့အခြေအနေမျိုးကြီးလဲဆိုတော့ရေဘူးချိုးတာရေဘူးစမ်းမရေစိမ်တာဂျကူစီစိမ်တာထွေးထုတ်ခန်းထဲမှာထွေးထုတ်တာပူပူဆက်ဆက်တွေစားတာအဲ့လိုအခြေအနေမျိုးမှာဆိုရင်ခနာကွာဟိတက်လာတယ်အပူတွေတက်လာတယ်ပေါ့နော်အဲ့တော့အဲ့လိုအပူတက်လာတဲ့ခနာမှာတော့နေရထိုင်ရတာမတက်မသားဖြစ်တယ်ကွာအဆက်တွေစားနေလဲအတိုင်းပဲစားလို့ရတော့ကောင်းနေဒါပေမဲ့ခနာကွာတက်တာတက်တက်တတာရှိလာဆိုမရှိ discomfort ဖြစ်နေတာကွာအဲ့လိုအချိန်မှာ endorphins ကထွက်လာတယ်ထွက်လာပြီးတော့ now by afterwards မှာကိုယ်နေလို့ထိုင်လို့ကောင်းလုပ်ပြီးတာ နောက်တစ်မျိုးကကြတော့ massage လုပ်ပေးတာပြောချင်တာကနှိမ့်နေပေးတာပေါ့နော်ကိုယ့်ရဲ့မျက်နှာနှိမ့်နေပေးတာခန္ဓာကိုယ်တစ်ခုလုံးကိုအဲဒီ spa တွေပါရီသွားပြီးတော့ spa treatment တွေပါရီယူတာအဲ့လိုမျိုးအချိန်ဆိုလူကခန္ဓာကိုယ်တစ်ခုလုံးကလေ calm ဖြစ်သွားပြီးတော့နေရထိုင်ရအရန်ကောင်းသွားတယ်ဘာလို့လဲဆိုတော့အဲ့ဒီ massage ရဲ့ effect ကြောင့် endorphin ထွက်တယ်အဲ့ဒီ endorphin ကကိုယ့်ကို relax ဖြစ်သွား calm ဖြစ်သွား sexuality ငြိမ်းနေအောင် mood ကောင်းသွားအောင်ထိမ့်ပေးတာနောက်တစ်မျိုးကကြတော့ရီးတာအဲ့တော့ ကွာ Facebook နဲ့ TikTok တို့ကမဟာတာဗီဒီယိုလေးတက်လာလို့ကြည်လိုက်တယ်ကြည်နေရီလိုက်တယ်အလူလေးရီလိုက်ရုံနဲ့ endorphins ထွက်လာတယ်ထွက်လာတဲ့ endorphins ကကျွန်တော်တို့နေလူခထိုင်လူကောင်လုပ်ပေးတယ်စိတ်ကလေးချမ်းသာအောင်လုပ်ပေးတယ်ဒါကြောင့်မို့လို့အသေးခွက်တစ်ချင်းနေတင်မလားဟိုစက်သိမ်းမလာတဲ့ဇက်ကားတွေကြည့်မယ်အစားဟာတာကားတွေကြည့်ကိုကိုပြောင်းအောင်လုပ်ပေးမယ်ကိုရဲ့မူကိုကောင်းအောင်လုပ်ပေးမယ်ကိုကို endorphin များထွက်အောင်လုပ်ပေးနိုင်မယ်စက်ကားမျိုးတွေပဲကြည့်။ဘာကြောင့်ကြောင့်မရည်ရည်ရည်လိုက်တဲ့ချိန်မှာ endorphin ကထွက်တယ် အဲ့တော့ကိုရမေးချက်တငယ်ချင်းနေနဲ့ဟာသားတွေပြောပြီးရင်းနေလဲထွက်တယ်။စကားကြည့်ပြီးတော့တယောက်တည်းစိတ်ရင်းနေလဲထွက်တယ်။ဘာမှမဟုတ်ပဲနဲ့လှုပ်ရှားမရှိလို့အခန်းထဲမှာတယောက်တည်းထားရင်းနေလဲ endorphins ကထွက်တယ်။အဲ့တော့ကြည်ပါ။တခြင်းဆိုရင်လဲ endorphin ထွက်တယ်တဲ့ ဖနန်တချင်းစုရရောဝါသနာပါတယ်ကိုကိုကိုအတန်မကောင်းမှန်းတော့သိတယ်ဒါပေမဲ့တချင်းစုလိုက်ရရောစိတ်ကပုတ်ပါသွားတာကွာဒါကြောင့်လေကိုအမှုမှန်အမှန်မဲ့လုံးနေတဲ့အရာလေးတွေကနေပြီးတော့ endorphins တွေထွက်ပြီးတော့ကိုကိုစိတ်ချမ်းသာအောင်လုပ်ပေးနေတာကွာဒါ appreciate လုပ်တတ်ဖို့လိုတယ် guys i'm going to sing a song for you i don't know but this one's very trending on tiktok and i would like to give it a try so hopefully i won't torture your ears one two three You could wish me pull up on your body like a summer, take my clothes off in the water, special around and get you plus like Hollywood. I didn't know what you were waiting for. You know that I've been waiting for you. But only through this party. For Is that how it goes? ကဲဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြရတဲ့အလုံးကျေးဇူးများကျမတဲ့အကယ်၍ဒီနေ့ endorphin ဆိုတဲ့ဗီဒီယိုလေးကိုစိတ်ဝင်စားရဆိုရင်ဖြစ်တာအရှိမအလားတူဟော်မုန်းအကြောင်းကိုပြောပြထားတဲ့ဗီဒီယိုလေးရှိတယ် So do. do? serotonin အကြောင်းရှိမယ် dopamine အကြောင်းရှိမယ် oxytocin အကြောင်းရှိမယ်ဆိုစိတ်ဝင်စားရဲဆိုရင်အဲ့ဒီဗီဒီယိုလေးတွေကြားကြည့်လို့ရရနော် anyway i hope you have a wonderful rest of your day and i'm going to see you in my next video bye bye